အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တို့မင်းခန့်ပါကျွန်တော်တို့ဒီဘိုးကျင် fitness center ဆိုပြီးတော့ကျွန်တော်ဖွင့်ထားပါတယ်ပြီးဘိုးကျင် academy ဆိုပြီးတော့လည်း trainer တင်တဲ့အကြောင်းဖွင့်ပြီးတော့စာသင်တဲ့ educator တယောက်အဖြစ်လည်းရက်တည်ပါတယ်အဓိကအားဖြင့်တော့ကျွန်တော်တို့ဒီ body transformation coach တယောက်အနေနဲ့ရက်တည်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဂျင်းအဆောင်ဖို့အတိုင်းပဲ exercise is medicine ဆိုတဲ့ခေါင်းစဉ်အတိုင်းပဲကိုကျွန်တော်အကောင်းဆုံးတတ်နိုင်ဆုံးဖြစ်အောင်လူတွေကိုကျန်းမာရေးကောင်းတဲ့ဘက်ကိုဦးတည်ပြီးသွားပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကဒေါက်တာဖြူမောင်မှာဖြစ်ပါတယ်ကျွန်တော်ကတော့လူတွေကိုဆွေးနွေး ဂျင်ဖြစ်ကျမိုင်အကောင်လုပ်ပေးနေတဲ့ head advisor ဖြစ်ပါတယ်ကျွန်တော်ကတော့ public ကိုအမြဲတမ်းကျွန်တော်သိတဲ့အကြောင်းအရာတွေဝေမျှနေတဲ့ educator တယောက်လည်းဖြစ်ပါတယ်ကျွန်တော် educator လို့တာကတော့စိတ်ပညာပိုင်းပြီးတော့ပတ်ဝန်းကျင်ပိုင်းဒါအပြင်ကျွန်တော်တို့ဒီ supplement တွေအကြောင်းပေါ့နော်ပြီးနောက်တစ်ခါကျတော့ယောဂရေအကြောင်းကျွန်တော်အမြဲတမ်း educate လုပ်လေးရှိပါတယ်။ဒါကြောင့်မို့ကျွန်တော်က educator တယောက်လည်းဖြစ်တယ်လို့ head advisor လို့ခေါ်ရဲ။ကျန်းမာရေးအကြံပေးလည်းဖြစ်ပါတယ်။ ဒါဒီနေ့ကတော့ဆရာရဲ့ကျွန်တော်တို့ဒီမေးခြင်းတဲ့ဟာလေးอ่ะဗောနော်ဆရာဘူယိုဆိုလဲကျွန်တော်အမြဲတမ်းကြည့်ဖြစ်တယ်ဗောကျွန်တော်ကဒီ divine box အကြောင်းဗောနော်အဲဒီ divine box ကကျတော့ကျွန်တော်အားကစားသမားတွေကြားထဲမှာတချို့တွေသိပ်မသိကြသေးဘူးဗောကျွန်တော်တော့အားကစားသမားတယောက်ဖြစ်တဲ့အခါဆိုတော့ divine box ကဒီကျွန်တော်တို့ဂျင်ဆော့တဲ့သူတွေလေ့ကျင့်ခန်းထုတ်တဲ့သူတွေရဲ့အခန်းကဏ္ဍမှာဘယ်လိုနေရာမျိုးမှာကျွန်တော်တို့သုံးလို့ရမလဲဗောနော်ဆရာဟုတ်ပြီအဲ့မှာ comment ခန့်ပြောတဲ့မိကုံးကျွန်တော်နှစ်ခုပိုင်းပြီးတော့ပြောမယ်ဗောနော်ကျွန်တော်ဂျင်လောကမှာ divine box ကိုမသိကြသေးဘူးဆိုတော့ပြင်ပလောကကို divine box ကိုသိလို့လားမသိဘူးအာအနည်းငယ်ပဲဖြစ်မှာထင်တယ် ဆရာဟုတ်အနေငယ်ပေါ့နော်ဟိုအပြင်လက်တက်ဆုပ်စာလူပမာဏလောက်ပဲ derivables ကိုသိတာဟုတ်ကဲ့ဆရာဟုတ် derivables ကဘာတွေကောင်းလဲဆိုတဲ့အကြောင်းမသိခင်မှာ derivables ကိုတော်တော်များများကြားလို့ထင်နေတာရှိတယ်ဟုတ်ကဲ့ဆရာဟုတ်ကြားလို့ထင်နေတာရှိတယ်ဆိုလို့ရှိရင်လောကကြီးမှာအတိအကျဆုံးကတဘာဝပဲဟုတ်ကဲ့ဆရာနော်ဘာဖြစ်တဘာဝဆိုတာဘလို့ဘလောက်တောင်တိကျလဲဆိုအမှပြကျွန်တော်တို့တွေ thyroid hormone ဆို T3 နဲ့ T4 ဆိုပြီးရှိတယ်ဟုတ်ကဲ့ဆရာအဲ့ထဲမှာ iodine 3လုံးရှိလို့ရှိရင်သူက T3 4လုံးရှိရင် T4 ဒါပေမဲ့ iodine ၃လုံးလုံးကနေပြီးတော့၄လုံးကနေ၃လုံးပြောင်းတဲ့ခါကြလို့ရှိရင်သူ clip လောက်ရမှာပေါ့နော်ဖြတ်ထိုင်ရမယ့်နေရာလေးရှိတယ်အဲ့နေရာလေးမှာပဲသူဖြတ်ရတယ်အဲ့နေရာလေးမှာသူမဖြတ်နိုင်လို့ရှိရင်ပုံမမဟုတ်ဘူးအဲ့လိုမျိုးပဲကျွန်တော်တို့စားတဲ့အစာတောက်တွေမှာချိုတဲ့အရာတွေရှိတယ်အဲ့ချိုတဲ့အရာတွေကသူကဟိုတနည်းအားဖြင့်ပြောရင်ကျွန်တော်တို့သိတဲ့ glucose ပေါ့နော်ထမင်းစားတာ carbohydrate တွေအနေနဲ့ရတာပြီးရင် glucose refractory လို့ရှိတယ်နော်အဲ့လားကျတော့သူက6 carbon ပေါ့ carbon 6လုံးရှိတဲ့တခြားတွေ ဒါပေမဲ့ဒီ rivals ကကျွန်တော်ချိုးပြီးမဲ့သူကကာမွန်6လုံးရှိတဲ့တရားမဟုတ်ဘူး။သူကကာမွန်9လုံးပဲရှိတဲ့ Bantu Sugar လို့ခေါ်တယ်။ Bantu Sugar ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကောင်ကပထမတော့ဒီ rivals ကအရန်ချူတာပဲကျွန်မအစည်းချူရှိလားတဲပါမလားလို့ပြောတယ်။ Yes တဲတယ်။ဟုတ်ပြီ။ဒါပေမဲ့တခြားသတိထားစီဟာကိုမင်းခန့်တို့ဒီ gym လောကမှာလဲကိုမင်းခန့်မိခဲ့တဲ့ဒါတော်တော်လေးထောက်ကူဖြစ်လာမှဖြစ်လာဒီကောင်ကချိုးတယ်ဆိုပြီးတော့ pre workout အနေနဲ့ဒီ rivals တစ်ခုတည်းကိုတောက်တောင်းနေတာသွားမရအောင် ။ဘာကြောင့်လဲဆိုလို့ရှိရင်လူရဲကုတ်ခန္ဓာကာဗွန်6လုံးနဲ့အလုပ်လုပ်နေရ။အဲတကယ်လို့ဒီ ribose တစ်ခုတည်းကိုပဲတောက်ပြီးတော့အဲအရင်ပြင်းပြင်းထန်ထန်လေးချင်ကလုံးပဲဆိုလို့ရှိရင်တော့တိတ်အဆင်မပြေဘူးပေါ့နော်။အဲကြောင့်မလို့ဒီ ribose ကအဲလေးချင်ကလုံးတဲ့ခါမှလည်းအဲသူပါဝင်တဲ့နီလန်းအားဖြစ်ပေါ့နော်တချို့နီလန်းနေအားဖြစ်တော့အထောက်အကူဖြစ်တာရှိတယ်အဲ့ဒါတွေရောအဲကျွန်တော်ဆက်ဆက်မီကုန်းနေမှာ တစ်ခုချင်းတစ်ခုချင်းပြန်ဖြည့်သွားမယ်ပေါ့နော်ဟုတ်ဆရာအဲ့ဆိုဆရာအခုဆရာပြောသွားတဲ့အချိန်မှာဆိုကျွန်တော်တို့ကဒီ drain box ကိုအာတို့ကတရားတစ်မျိုးပဲဒါပေမဲ့ခုနလိုမျိုးပေါ့နော်ကဒီကဘုံအားလုံးပဲပါတဲ့ဟာမျိုးကိုကျွန်တော်တို့တုံးလို့ရတယ်ဆိုတော့ကျွန်တော်က intra workout အနေနဲ့တုံးမယ်ဆိုရင်ရောဆရာအဆင်ပြေနိုင်မလားပေါ့နော်ကျွန်တော်တို့ကလေ့ကျင့်ခန်းလုပ်နေရင်တချို့ဆိုကျွန်တော်တို့ကအဲလေ့ကျင့်ခန်းလုပ်တဲ့အလေလောက်မှာအာကျွန်တော်လိုအပ်လာတယ်ပေါ့ဆရာရဲ့ energy လိုလာတယ်ဆိုအဲ့အချိန်မျိုးမှာတုံးရင်ရောအဆင်ပြေနိုင်မလားဆရာအမ်ပထမဆုံးကတော့ကျွန်တော်တို့ဒီ educate လုပ်တဲ့အခါကျတော့ဆရာရဲ့ ဒီ fitness ဘိုင်းမှာအရင်စိတ်မသားရလို့ကျွန်တော် introvert out တော့နော်အ pre workout တို့ပြောတာနားလေတယ်။အော်ဒါပေမဲ့ကျွန်တော်တို့ထဲမှာကျွန်တော် intro workout ဆိုတာလေ့ကျင့်ခန်းလုပ်နေတဲ့အချိန်တွေမှာတောက်တုံလို့ရလားလို့မေးမေးတယ်မေးကုန်းကိုပြောတာပေါ့နော်။ပြီးတော့ the jar ဆိုတဲ့ဥစ္စာလဲ specific ဘိုင်းလောက်အောင်မေး။သူက pando sugar လို့ပြောတာသူက the jar ဆိုတာကမြန်မာပြည်မှာချိုးရင်ချိုးတာသူကအချိုလို့ပဲသတ်မှတ်လိုက်တယ်။ဥပမာပြပြကျွန်တော်တို့တွေဒီခေါင်းကနေပြီးတော့ဒီမြင့်ရိုးအထိပေါ့နော်။ ဒီလိုအလဲတန်းမှာဖြစ်လို့ရှိရင်တော့ကြီးပောင်းလို့ခေါ်တယ်။ဒါပေမဲ့လက်တွေခြေထောက်တွေမှာဖြစ်လို့ရှိရင်ဒီလက်တစ်ဖက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 ်လေးဖက်ပြန်သွားလေးဖက်နာလို့ခေါ်တယ်။ဘာပဲဖြစ်ဖြစ်သွားလေးဖက်နာပဲ။အမေ uresis များလို့ဖြစ်ရင်လည်းကောက်လေးဖက်နာ။အာသူကလည်းလေးဖက်နာလို့ခေါ်တာပဲ။ ASO data များရင်လည်းလေးဖက်နာပဲ။အဲ့သွေးလေးပဲနာလဲလေးပဲနာပဲအဲ့လိုမျိုးပဲမြန်မာရဲ့လူနေမှုအတိုင်းဝိုင်းကဒါချိုးတဲ့အရာမှန်သမျှအားလုံးဒါတရားလို့သတ်မှတ်လိုက်တာ ဒါကြောင့်လို့တက်မလိုက်တော့ဒီကောင်ကပန်းတုပေါ့နော်ကာဗွန်ငါးလုံးပါတဲ့တကြားဆိုတာဖြစ်သွားတာအမေရိကန်တော့သူကတကြားလိုအာနိသင်ရှိပြီးမြဲတကြားမဟုတ်ဘူးအပန်းတုရှူဂါလို့တော့ပြောတယ်ဒါပေမဲ့ကျွန်တော်တို့အားလုံးနားလည်နေတဲ့ဂလူးကို့ရှူဂါပေါ့နော်ဘာဖြစ်ကျွန်တော်ကော်ဖီဖျက်သွားတဲ့အထာမှာထည့်တဲ့ရှူဂါမျိုးမဟုတ်ဘူးနော်အဲ့ဒါလေးကိုစပယ်စပိုင်းလုပ်မယ်အင်ထရောင်ဝက်ကောက်မှာသုံးလို့ရလားဆိုရတာပေါ့အဲကျွန်တော်တို့လောကကြီးမှာငွေရဒုတိယဘုရားသခင်လို့ပြောကြတာအောင်နော်အဲ့ဒါဆိုတော့ဟိုဒီရိုက်ဘောစ်ရဲ့မူရင်းဥတည်ချက်က produce ATP ATP ဆိုတာတနည်းအားဖြင့်ပြောလို့ရှိရင် cellular swain ဟုတ်ကဲ့အဲ cellular swain ကကိုယ်ခန္ဓာထဲမှာပြင်ဆင်လို့ရှိရင်သူကပတ်စံဝင်ကျင်နဲ့စိုင်တယ်လို့ပြောတယ်ဟုတ်ကဲ့ကျွန်တော်တို့တွေကလုံလုံလောက်လောက်ဝင်ကျင်ပေးထားလို့ရှိရင် master တွေပဲစောင့်မလားအယိုးတွေပဲလုံမလားနှလုံးကိုပဲလုံမလားเนาะနောက်ဆုံးကြောက်ကက်ကအဆုံးပေါ့เนาะအဲဒီ divine boss ကအဲဆပ်ပိုင်းလုံနေတယ်ပေါ့နော်ဒါကတုံးလို့ရတယ်ဒါပေမဲ့သူတစ်ခုတည်းတုံးရင်တော့ တိတ်အဆင်မပြေဘူးလို့ပြောတာလေ့ကျင့်ကလုပ်တဲ့လူတွေအတွက်ကာဘိုဟိုက်ဒရိတ်လေးနည်းနည်းတော့စားပေးရမယ်ဒါမှတိုင်ခင်မှာပြီးတော့မှဒီရိုက်ဘိုးစ်ကိုဒီ intra workout ပေါ့နော် လေ့ကျင့်ကလုပ်တာဆရာပြောတဲ့လေ့ကျင့်ကလုပ်တဲ့တောက်ရှောင်းလုံးမှာတုံးလို့ရပါတယ်ဆရာ